မြန်မာနိုင်ငံမှာစာတင်သားဥယေ2000ကျော်ရှိတဲ့မန္တလေးမြို့ကမစိုးရိမ်တိုက်သည့်ဟာပြင်းထန်တဲ့ငလျင်တန်းကိုခံလိုက်ရတဲ့အတွက်60ရာခိုင်နှုန်းလောက်ပျက်စီးသွားလို့စာတင်ဖို့အခက်အခဲတွေရှိနေတယ်လို့မစိုးရိမ်နာယကစာချဆရာတော်တွေကမိန့်ပါတယ်။မစိုးရိမ်တိုက်သည့်မှာကျောင်းဆောင်ပေါင်း30ခန်းရှိပြီးစာတင်သားကိုရင်ဦးစင်းအပါ2000ကျော်ရှိပါတယ်။ ငလျင်ကြောင့်အပားနေရာလောက်သာရှိတော့ပြီးကျန်းတဲ့စာတင်သားတွေကနေရက်တွေကိုပြန်ကြွသွားကြပြီလို့ဆိုပါတယ်။မစိုးရင်တိုက်တက်ကစာချဆရာတော်တစ်ပါးဖြစ်တဲ့ဦးဝီရသူခေါ်ဦးဝိစိတ်တာဘီဝန်တာကမက်လ28ရက်နေ့ကပြင်းပြင်းထန်ထန်လုခဲ့တဲ့မြင်းငလျင်တန်းကြောင့်တိုက်တက်ကတန်ကားတွေထိခိုက်မှုမရှိပေမဲ့စာဖြေသွားရင်စာဖြေဌာနပြိုကျသွားတဲ့အထဲ21ပါးပြန်လုံတော်မူခဲ့တယ်လို့ RFA ကမိန့်ပါတယ်။ လင်းကြောက်ထိကြိုက်ပျက်စီးသွားတဲ့ကျောင်းတွေကတော့ကျောင်းတိုင်းနှီးပါပါပဲဒီကျောင်းဘူးလေးတွေတောင်မှပါသွားတာပါနော်အစ်စ်ဆောက်လက်ဆာပေါ့ဆေးတုတ်တာတန်လိုင်းကြီးနဲ့အဆောက်အဦတောင်မှဟိုနိုင်ရန်လေးအပ်တာလို့ क्वे တာလို့ဖြစ်တာပါနော်အဲ့တော့ပြန်နေဖို့တော့မလဲဘူးပေါ့အခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင်တော့90ရာခိုင်နှုန်းလောက်ရှိပါတယ်အဲ့ဒီအချိန်ကဓမ္မစရိယအဆောက်အဦဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဒီတိုက်ထဲကနေ တပ်ဖြေဌာနကိုသွားဖြေရင်းနဲ့တပ်ဖြေဌာနပြူကြတဲ့တည်းပါသွားတာတော့စရင်ကောက်လို့ရရှိပြီး အတီးပြုတ်နိုင်တာ20ပါးရှိပါတယ်။စာပြေဌာနပြူကြလို့ထိခိုက်ဒဏ်ရာရခဲ့တဲ့ခြေပြက်လက်ပြက်ဥစင်းနဲ့ကိုရင်တွေပါဝင်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ဆေးရုံတင်ထားရတဲ့ဥစင်းနဲ့ကိုရင်48ပါးရှိတယ်လို့လည်းမိန့်ပါတယ်။ စည်ရင်အတိအကျကောက်လို့မရသေးတဲ့ဥစင်းနဲ့ကိုရင်တွေလက်ရှိနေပြီးသူတို့ကိုပျောက်ဆုံးစည်ရင်ထဲမှာထည့်ထားတယ်လို့ဆရာတော်ကမိန့်ပါတယ်။ဒါပေမဲ့ဘယ်နှပါပျောက်ဆုံးနေတယ်ဆိုတာကိုတော့အတိအကျမဖြစ်ဆိုပါဘူး။မစိုးရင်တိုက်တက်ကစာတင်သားတွေတရင်တုံးနေထိုင်တဲ့အထက်မြင့်စောက်အုံကြီးပြိုကျသွားတဲ့အထဲတန်ခါအပား900လောက်ပြန်လွန်တော်မူသွားတယ်ဆိုတဲ့သတင်းဟာကောလာဟလသာဖြစ်ပြီး ငလျင်၃ချိန်လှုံ့မပြိုကျသွားတာကြောင့်ပထမဆုံးအချိန်လှုပ်ပြီးကလေးကစာတင်သားကိုရင်တွေဥစဉ်တွေအဆောက်ဦးအောက်ကိုဆင်းနှင်ပြီးသားဖြစ်နေပြီလို့ဆရာတော်ဦးဝီရသူဟာမိန့်ကြားပါတယ်။တိုက်ကြီးပြိုတဲ့အခါလူတွေကတံခါးတွေပြိပြီးပါညာဗောနော်အလိုပေါ်လာလာတွေလည်းကြာတိနေကြတော့တကယ်တမ်းကျတော့အဲ့ဒီတိုက်ကြီးကအမှန်တန်ဒုတဲ့အာကောင်းပြီးတော့ခိုင်ခန့်တဲ့အတွက်ကြောင့်ပထမအချိန်ငလျင်လှုပ်ယုံနဲ့မပြိုပါဘူး။ ပရမအကျင်ကလင်လှုပ်တဲ့အချိန်မှာတန်ခါတွေကအကုန်လုံးအောက်ကိုဆင်းသွားကြပြီဖြစ်တဲ့အတွက်ကြောင့်လွတ်မြောက်သွားတယ်ဒုတိယအကျင်မှာလည်းအဲ့ဒီတက်ကြီးကမပြူပါဘူးတတိယအကျင်ကမှပြူသွားတဲ့အတွက်ကြောင့်အစိုးရင်တက်တဲ့အတွက်မှာထိခိုက်ဒဏ်ရာရတဲ့အချိန်မရှိတော့ဘူးနော်ဒီဆွန့်ချက်အဖွဲ့တွေမူးတာတို့တက်တာတို့တတိလက်သွားတို့မေ့သွားတာတို့ နောက်ဥစဉ်လေးတွေဟိုထိပ်ပေါက်ခေါင်းခွဲအနှဲငယ်လေးတွေဖြစ်တာတို့အဲဒီလောက်ပဲရှိရပါတော့။မက်လျင်ကြောင့်မစိုးရင်တိုက်တက်ကနာယီစင်ကြီးလုံးဝပျက်စီးသွားခဲ့ပြီးဂါလန်၄သောင်းဆက်နဲ့ရေကန်ကြီးလည်းပျက်စီးသွားခဲ့တယ်လို့ဆရာတော်ဦးရသူကမိန့်ပါတယ်။မဆိုးရင်မူလတိုက်ဟောင်းမှာလဲငလျင်ကြောင့်ចောင်းဆောင်တွေပြိုကျပျက်စီးခဲ့ပြီးတန်ကာ18ပါပြန်လွန်တော်မူခဲ့တယ်လို့လူပုတ်ကိုဧည့်သည်9ယောက်သေဆုံးခဲ့ပါတယ် ငလျင်လှုပ်ပြီးဆယ်ရက်ကျော်ကြာတဲ့အထိလူမှုကူညီရေးအသင်းတွေနဲ့ပဲပျက်စီးတဲ့အဆောက်အုံတွေကိုရှင်းလင်းဖြည့်ရှင်းနေရပြီးခက်ခဲမှုတွေရှိနေတယ်လို့ဆရာတော်ဦးနေပုံနာကမိန့်ပါတယ်။နိုင်ကဆရာတော်အားလုံးဘေးကင်းပါတယ်။ဦးသလိုဒီသာသနာ့လေးနဲ့တော့သာသနာ့ပုဂ္ဂိုလ်တွေနဲ့ပြောရမယ်ဆိုတော့၈၈ပါးပြန်တော့မှာဗျ။နောက်လူပုဂ္ဂိုလ်ဧည့်သည်တွေနဲ့ပေါ့ဗျာ။လူပုဂ္ဂိုလ်ကတော့၅ယောက်ပေါ့။အဲ့၅ယောက်တော့ဦးသလိုဒီဟောဘူးမှာဒါဆုံးရှုံးသွားပါတယ်။ ကျန်တဲ့ရုပ်လူမှုကွန်ကြီးရပဲများပါလေကသူတို့လည်းပြေးလွှားလာပြီးတော့ကျေစရာဆိုတော့ပြေးစရာတော့မစုံဘူးပေါ့ဗျာအဲ့လိုပေါ့အဲ့လိုခက်ခဲတော့ရှိခဲ့တာပေါ့ဗျာမစိုးရင်ကြောင်းတိုက်ဟောင်းကိုလွန်ခဲ့တဲ့138နှစ်လောက်ကဒါရကာတဦးရဲကလှူဒန်းတိဆောက်ခဲ့တာဖြစ်ပြီးကျောင်းဆောင်12ဆောင်လုံးလုံးလုံးလျားလျားပျက်စီးသွားခဲ့တယ်လို့ဆရာတော်ဦးနိပုန်နာကမိန့်ပါတယ် ចောင်းဆောင်တွေပျက်စီးသွားတဲ့အတွက်ပြည့်ရက်တိစာပေတွေကိုယာယီចောင်းဆောင်လေးတွေဆောက်လုပ်တင် जा ပေးသွားရင်ပျက်စီးသွားတဲ့ចောင်းဆောင်တွေကိုဆက်လက်ပြီးပြင်ဆင်သွားမယ်လို့မစိုးရင်ចောင်းတိုက်နာယကဆရာတော်တွေကမိန့်ကြားပါတယ်ရှင်